အခုတင်ဆက်ပေးမယ့်သတင်းကတော့ default စနစ်ပယ်ဖျက်ဖို့အတွက်ရှေ့နေကြုံယုံကိုအကြံဉာဏ်တောင်းထားဆဲဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပြပောက်တို့ထွက်ခွာသူများပြုတ်လို့ရတယ်ပြပောက်ထွက်ခွာခွင့် deform ကိုပယ်ဖြတ်နိုင်မှုအတွက်ပြောင်စုအစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်ရရှိမှသာဆောင်ရွက်နိုင်မှာဖြစ်ပြီးလက်ရှိမှာ deform စနစ်ပယ်ဖြတ်နိုင်မှုအတွက်ပြောင်စုရှိနေကြုံယုံကိုအကြံဉာဏ်တောင်းထားဆဲဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝင်စည်းဌာနကနေတင်ရရှိပါရယ်အကယ်လို့ဒီဖောင်းစနစ်ပယ်ဖြတ်ခွင့်ရရှိပါကလာမယ့် AB လမှာပယ်ဖြတ်ပေးနိုင်လိမ့်မယ်လို့ခန့်မှန်းထားကြောင်းသိရပါရယ်ပြည်ပထွက်ခွာခွင့်ဒီဖောင်းကိုလာမယ့် AB လမှာဖြတ်သိမ်းတော့မယ်လို့ပြည်အောင်စုဝင်ကြီးကပြောကြားခဲ့ကြောင်းသတင်းမီဒီယာအချို့မှဖော်ပြနေမှုအပေါ်လူဝင်မှုကြီးကြပ်ရေးနဲ့အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးမမောင်တန်းကိုဆက်သွယ်မေးမြန်းခဲ့ပါရယ်ဒီလိုမေးမြန်းခဲ့ရမှာဦးမမောင်တန်းက ပြည်သူလူထုအဆင်ပြေအောင်ဒီဖောင်းထားတဲ့မထားတဲ့ဆိုတာနဲ့ပတ်သက်ပြီးမထားဘဲနဲ့လုပ်ဖို့ကိုတက်ဆိုင်ရာကိုတင်ပြထားပါတယ်။ဒါပေမဲ့1948ခုနှစ်ကတည်းကစလာတဲ့ဤဥပဒေတဲကအကြောင်းအရာအချို့ကိုပယ်ဖျက်ဖို့နဲ့ပတ်သက်ပြီးဘလို့လုပ်လို့ရနိုင်မလဲဆိုတာကိုတော့ရှေ့နေကြုံရုံကိုအကြံဉာဏ်တောင်းထားပါတယ်။အဲဒီကအကြံဉာဏ်ရပြီးအစိုးရအဖွဲ့ကခွင့်ပြုချက်ရရင် ပယ်ဖျက်ပေးမှာဖြစ်ခါအေပီလာလောက်မှာပယ်ဖျက်ပေးနိုင်မယ်လို့ခန့်မှန်းထားကြောင်းဝင်ကြီးကပြောကြားထားပါတယ်လို့ဖြေကြားခဲ့ပါတယ်။ပြည်ပထွက်ခွာခွင့်လက်မှတ်ရရှိဖို့မြမစည်းဝါးရေးဗန်များမှာငွေကျပ်200ကိုလူဝင်မှုကြီးကြပ်ရေးနဲ့အမျိုးသားမှပုံတင်ရေးဦးစီးဌာနသို့ပေးသွင်းရမှာဖြစ်ပြီးလိုအပ်တဲ့အချက်အလက်များကိုဖြည့်စွက်ခါအွန်လိုင်းမှာလျှောက်ထားရတာဖြစ်ပါတယ်။ဒါပေမဲ့ရှောက်ထားသူအများစုဟာဒီဖောင်းဝင်ဆောင်မှုပေးတဲ့ဆိုင်တွေမှာသာပြုတ်လုပ်လို့ရှိရကြောင်းဝင်ဆောင်ကဟာတတ်မှတ်တာထက်ပိုမိုကြတဲ့လေးရှိရလို့သိရပါဗျ။